ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြပြီးသွားမှာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတရုတ်သွင်းကုန်တွေကိုအခွင့်တရားရခိုင်တော့ကောက်ခံသွားတော့မယ်လို့အော်တိုဘာလ၁၀ရက်နေ့ကပြောလိုက်ပါတယ်။တရုတ်ဟာပို့ကုန်ထိန်းချုပ်မှုတွေလှုပ်လာတဲ့အတွက်အခုလိုမျိုးအခွင့်တိုးကောက်ခံဖို့ဆုံးဖြတ်ရတာလို့လည်းသမ္မတထရမ့်ကပြောပါတယ်။အမေရိကန်ဟာတရုတ်ရဲ့မြေရှားတပ်ထုနဲ့ပဲပီးဆက်ထုတ်ကုန်တွေအပေါ်ကန့်သတ်မှုတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။သူ့ရဲ့လူမှု ကွန်ရဲ့ true မှာလည်းဒီအခွန်တွန်းမြင့်မှုကိုနိုမာလာတရနေ့မှာစတင်မယ်လို့ရေးသားထားပါတယ်။လက်ရှိတရုတ်နိုင်ငံကပို့ကုန်တွေအပေါ်အမေရိကန်နိုင်ငံက30ရာခိုင်နှုန်းအခွန်ကောက်ခံနေတာဖြစ်ပါတယ်။ တရုတ်ကမြေရှားတပ်ထုတင်ပို့မှုနဲ့ပတ်သက်တဲ့ကန့်သက်ချက်အသစ်တွေကိုထုတ်ပြန်ခဲ့ပြီးတရက်အကြာမှာသမ္မတထရမ့်ကအခုလိုမျိုးပြောဆိုလိုက်တာဖြစ်ပါတယ်။မူလကတော့အောက်တိုဘာလကုန်ပိုင်းမှာကျင်းပမယ့်အာရှပစ်စပိတ်စီးပွားပူးပေါင်းဆောင်ရွက်ရေး APEC ထိပ်သီးအစည်းအဝေးမှာတရုတ်နဲ့အမေရိကန်သမ္မတနှစ်ယောက်တို့တွေ့ဖို့စီစဉ်ထားပြီးတော့ကုန်သွယ်ရေးတင်မာမှုနဲ့မဟာဗျူဟာကျတဲ့ကိစ္စရပ်တွေဆွေးနွေးဖို့ရှိနေပါတယ်။တောက်ချာနေကတော့သမ္မတထရမ့်ကဒီတွေ့ဆုံမှုကိုသူမသွားတော့ဖို့ တရုတ်ကိုသူ့အနေနဲ့ချင်းချောက်ကောင်းချင်းချောက်နိုင်တယ်လို့လည်းပြောဆိုလိုက်ပါတယ်